ကိုကြောင့်ဘယ်သူမှဒုက္ခမရောက်စေခြင်းဘူးဆိုရင်ကိုချင်းသီလာထိမ့်သိမ်းဆောက်ရှောက်ပါကိုချင်းသီလာဆိုတာသူများဒုက္ခမပေးတဲ့အလုပ်ပဲနော်သူများဒုက္ခပေးတယ်ဆိုတာသိရမလားသူများသက်သက်ရင်လည်းသူများဒုက္ခပေးတာသူများဥစ္စာခွင်လည်းသူတို့ဘာဒုက္ခပေးတာပဲကာမကိစ္စတွေပါမှမယွင်လို့ရင်လည်းသူများဒုက္ခပေးတာပဲလေလိန်ပြောရင်လည်းသူများကိုဒုက္ခပေးတာပဲ တုံးနဲ့တူမတက်အောင်ခုံးတိုက်တာလည်းပဲဒုက္ခပေးတာဆဲတာရေးတာလည်းဒုက္ခပေးတာဒီကနေ့ခေတ္တဗဇ္ဇကတောင်ထုတ်မစို့လက်နဲ့ရေးပြီးတော့ Facebook ကဆဲနော်ဆဲဖို့ဆဲနည်းတွေမျိုးစုံပဲအဲ့ဒါတွေဟာကိုကျင့်သေးလိုက်ပျက်စီးခြင်းရဲ့အဓိပ္ပာယ်တွေပဲအဲ့ဒီလူဟာတွေမရှိအောင် သူများကိုဒုက္ခပေးတဲ့အလုပ်တွေကရှောင်ပြီးတော့